ပုံမှန်ဆိုဗျာဒီခုံသုံးတန်းဖြစ်သွားပြီဆိုအနောက်ခန်းကို quality short ရတာများတယ်ဒါပေမဲ့ဒီကောင်ကအနောက်ခန်းကိုလည်းလုံးဝ quality မ short ထားဘူးဒီ C motor ကြီးဘာတွေမပါတာကလွဲလို့ကြံတဲ့ဟာတွေအကုန်လုံးသုံးထားတဲ့ material သုံးထားတဲ့ leather quality leather softer တွေအကုန်လုံးက ဒီအတိုင်းကိုအနောက်မှာထားလာပြီးတယ်အဲ့တော့ဒီအမြင့်လေးရှိတာဖြစ်တဲ့အတွက်ဒီအနောက်မှာကျွန်တော်လက်ကေကအနည်းဆုံး၄လုံးလောက်ကိုကျွန်တော်ဆင့်ပြီးထပ်သွားလို့ရတယ်ကျွန်တော်ပြုတ်သွားတော့ဆိုလို့ရှိရင်လည်းကျွန်တော်၄ရောက်စာရဲ့ luggage တွေကိုဒီထဲမှာအပြည့်ထည့်ရအောင်ဒီကောင်ခောက်ဆရာမလို့ပဲနဲ့ဆန့်နေဗျာအားလုံးပဲမင်္ဂလာပါဗျာအဲကျွန်တော်အခုဆိုလို့ရှိရင်တော့ဇီကာကောင်တာကိုရောက်ရှိနေရပါတော့ဇီကာကောင်တာမှာကျွန်တော်ရွေးချယ်ထားတဲ့ကားလေးကတော့တရုတ်နိုင်ငံရဲ့ပထမဦးဆုံး full size luxury MVB အမျိုးအစားဖြစ်တဲ့ကျွန်တော်ဇီကာ009ကားလေးကြောင့်တက်ဆက်ပေးသွားမှာဖြစ်ပါတယ် ကားနဲ့ပတ်သက်ပြီးကတော့ကျွန်တော်ကပေါ့နော်ဒီ driving experience တော့မဟုတ်ဘူးနော် serious experience တော့အများကြီးရှိတယ်ကျွန်တော်ပြီးခဲ့တဲ့ခေါက်တရုတ်သွားတော့ကကျွန်တော်ဒေါက်ရှော့ transportation လုပ်ပေးခဲ့တာကတော့ကျွန်တော်ဇီကာ009နဲ့ transportation လုပ်ပေးခဲ့တာဖြစ်တဲ့အတွက် driving experience တော့မဟုတ်ဘူးနော်ဒီကားလေးကို see ရတဲ့ feeling ကိုတော့ကျွန်တော်အများကြီးရှိခဲ့ပြီပေါ့နော်အဲ့တော့ဒီကားလေးနဲ့ပတ်သက်ပြီးလည်းလောက်ပြောရအောင်အဲဒီကားလေးကကျတော့ကျွန်တော်တရုတ်နိုင်ငံရဲ့ပထမအဦးဆုံး full size luxury MVP EV မျိုးစားလို့ပြောရင်လည်းမမအောင်ပေါ့နော်အဲ့တော့ဒီကားကိုအရှိပိုင်းဒီဇိုင်းမှာပထမအဦးဆုံးကြီးလိုက်တာ ਨੇ eye catching ဖြစ်မှာကသူ့ရဲ့ဒီအရှိက grey line ပဲ ဒီ green line ကကျတော့နှစ်မျိုးရှိရပေါ့နော်လက်ရှိမှာတော့ဒီကောင်ကအမဲပေါ့နော်ဒီမှာနောက်တစ်ပြက်ဘာရှိလဲဆိုတော့ဒီနေရာမှာငွေမင်းရောင်နဲ့ဒီ green line သွားရတဲ့ကောင်လေးလည်းရှိတယ်လက်ရှိကတော့ဒီကားလေးကတော့အမဲပေါ့နော်ပြီးလို့ရှိရင်ဒီကောင်ကဒီရဲ့ green line နေထဲမှာဘာထည့်ထားလဲဆိုတော့ကျွန်တော် LED မီးကို individual LED မီးကို32လုံးထည့်ပေးထားတယ် အဲ့ဒီကဒီကားလေးကကျွန်တော်ဒီအထက်ကနေပြီးတော့ welcome light သဘောမျိုးနဲ့မြည်ပြေးနေအောင်လဲလုံးလို့ရတဲ့သဘောမျိုးလေးမှာရှိတယ်ပြီးရင်ဒီကောင်းကဒီမှာအရှိကင်မရာလေးပါလာမယ်ဒီပြီးလို့ရှိရင်ဒီအောက်ဝင်းရဲ့ line ထဲမှာမှာတစ်ခါလဲသူကစန်စာရီတစ်ခါလဲထက်မြုပ်ထားတယ်ဒီဘက်မှာကဟိုဘက်မှာ၃လုံးဒီဘက်မှာ၃လုံးနဲ့စန်စာရီတစ်ခါလဲထက်မြုပ်ထားတယ်အောက်ကဒီသွားထားတဲ့ line လေးမှာစန်စာရီထက်မြုပ်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်သူက MVP မျိုးစားဖြစ်တာဖြစ်တဲ့အတွက်အောက်က ground clearance ကလည်းသူကသူလုံးလုံးလောက်လောက်ရှိတယ်နောက်ပြီးရင်နောက်ထပ် mic တာကဘာလဲဆိုတော့သူ့ရဲ့ LED မီးတယ် သူရဲ့ data running light ဆိုလို့ရှိရင်လဲတော့ U shape ကိုရောင်းပြန်ပုံတော့ N ပုံစံလေးချိုးထားရတယ်အဲ့ဒီရဲ့အောက်မှာမှာသူကဘာလဲဆိုတော့သူရဲ့ projector light projector light ဆိုလို့ရှိရင်အထဲထဲမှာသူက projector light သုံးလုံးထည့်ပေးထားတယ်အဲ့ဒါလေးကတော်တော်မိုက်တယ်ဗျာဒီကားကအရှိကကြည့်ရင်တော်တော်လေးကြွကြွရွရွရှိတယ်ဘာကြောင့်လဲဆိုတော့သူရဲ့ဒီဒီကောင်ကြီးကြောင့် grade line ကြီးကြောင့်အများကြီးကြွကြွရွရွရှိတယ်လို့ပြောလို့ရတယ်ပြီးလို့ရှိရင်သူကဟိုမှာလှမ်းကြည့်လိုက်တာနဲ့ကျွန်တော်ဒီအထဲမှာ camera တစ်လုံးထပ်ပါလာတွေ့ရတယ်အဲ့တော့ဒီအရှိပိုင်း design ကတော့ ဒီကောင်ကမိုက်တယ်နောက်ထပ်သူ့ရဲ့ signature ကဘာလဲဆိုတော့သူ့ရဲ့ align design နေဇီကာရဲ့ align design ကလုံးဝကွဲထွက်တယ်ဇီကာမာမ009ရဲ့ align design ကလုံးဝကွဲထွက်တဲ့ပုံစံမျိုးမှာရှိတယ်လှုပ်ထားတဲ့ design လေးကပေါ့နော် align design လေးကကြီးလိုက်တယ်ဆိုလို့ရှိရင်ရှုပ်တယ်လို့ထင်ရပေမဲ့ဒါလေးကသူ့ရဲ့ signature လို့တော့ပြောရင်မမှားဘူးပေါ့နော်ပြီးရင် तू က rim side ကိုဆိုလို့ရှိရင်လည်း rim side ကို20လေးသုံးပေးထားရပေါ့နော်အဲ့တော့ကားလဲကြီးကြီးဒီ align side ကလည်းကြီးကြီးပုံစံမျိုးလေးနဲ့အများကြီးအဆင်ပြေတယ်ဒီဘေးမှာဆိုလို့ရှိရင်ကင်မရာ3လုံးလောက်ပါတယ်ဒီမှာတစ်လုံး ဒီမှာတလုံးဒီနားမှာသုံးလုံးအဲ့တော့ဒီဘက်ဘေးချမ်းမှာကင်မရာသုံးလုံးဟိုဘက်ဘေးချမ်းမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲဒီမှာတလုံးဒီနားတလုံးဒီနားတလုံးဟိုဘက်ချမ်းမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးသုံးလုံးပါတယ်အဲ့တော့ဒီကားမှာဆိုလို့ရှိရင်လည်းကင်မရာတွေတော်တော်များများထည့်ပေးထားတာကိုတွေ့ရတယ်ပြီးရင်ဒီဘောနော်ဘောနက်ဖုန်းရဲ့အတွင်းထဲမှာဆိုလို့ရှိရင်လည်းကာဂိုစပစ်တစ်ခုလေးကိုထည့်ပေးထားတယ်သူရဲ့လက်ကင်ဒီဇိုင်းဆိုလို့ရှိရင်လည်းရိုးရိုးရှင်းရှင်းပဲ flash door handle မဖြစ်သေးဘူး classic ဘက်ကိုသွားထားရပေါ့နော်ဒီမှာတော့အခုလက်ရှိမှာကားကြီးရဲ့လူတွေရှိနေလို့ကျွန်တော်ဒီအနောက်ဘက်အကန့်ကိုတော့ဟိုဘက်ချမ်းလေးကနေတော့ပြဒီကောင်ကကြာတော့ကျွန်တော်တို့ အဲဒီဘက်ချမ်းပါပေါ့နော်ဒီကောင်ကကျတော့မော်တာပါတယ်အဖွင့်အပိတ်ကိုလည်းမော်တာနဲ့ပဲလောရတာပေါ့နော်လက်ရှိမှာတော့တော့ကြီးနေတဲ့လူတွေရှိတော့ကျွန်တော်ဖွင့်မပြတော့ဘူးအဲအဖွင့်အပိတ်တွေကတော့ဒီကောင်ကမော်တာဖြစ်သွားပြီနောက်ပြီးရင်သူ့ရဲ့ဒီနားကဒီဇိုင်းလေးပေါ့နော်ဒီနားကဒီဇိုင်းလေးဆိုလို့ရှိရင်လေအရှိရ grey line ဒီဇိုင်းလေးကိုအတိုင်းလေးကိုပြန်ပြီးတော့လုပ်ပေးထားတာကြီးဟာအထာကျတယ်ကြာပြီးတော့ဒီကောင်က MVP မျိုးစားဖြစ်တာဖြစ်တဲ့အတွက်အကန့်အသုံးကန့်အရှိမ driver တို့အလဲမှာ passenger ပြီးလို့ရှိရင်ဒီအနောက်မှာလည်းတကန်းထပ်ပါတယ်အဲပြီးလို့ရှိရင်သူ့ရဲ့ဒီပေါ့နော် charging box ကတော့ CCS2 နဲ့ပဲလုပ်ပေးထားတယ်အနောက်ဘက်သွားကြည့်အောင် အနောက်ဖက်မှာဆိုလို့ရှိရင်တော့သူ့ရဲ့အနောက်ဖက်မီးတန်းတဆန်းကမိုက်တယ်ဒီမှာဆိုလို့ရှိရင်မီးတန်းအပြည့်သွားထားပြီးတယ်ပြီးလို့ရှိရင်ဒီအောက်မှာသွားထားတဲ့ကောင်လေးကဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်ဇီကာ001မှာတုံးထားတယ်ဒီအနောက်ဖက်မီးတန်းဒီဇိုင်းလေးနဲ့ခက်ဆင်ဆင်လေးသွားပြီးတော့တူတယ်သူက009ဆိုပြီးတော့မော်ဒယ်လေးကပ်ပေးထားတယ်ကင်မရာအနေနဲ့ဆိုလို့ရှိရင်ဒီမှာကင်မရာတစ်လုံးပါတယ်ဒီမှာကင်မရာတစ်လုံးပါတယ် ကားကဒီပုံတော့တချို့မှာ great ပေါ်မူတည်ပြီးအပြောင်းလဲတွေအနှဲငယ်ရှိတယ်။တချို့ကားတွေမှာဘာတွေ့ရလဲဆိုတော့သူကအလဲမှန်အန်တနာပါပြီးတော့မှအန်တနာကနေပြီးတော့ကင်မရာပြန်တက်ထားတဲ့ကောင်းတွေလည်းရှိတယ်။ဒီကောင်ကတော့ကျွန်တော်ဒီ spoiler ထုတ်ပြီးတော့ spoiler ရဲ့အလဲမှာနောက်ကင်မရာတက်ပေးထားတယ်။အဲ့မှာမှသူက brake me လေးပါတယ်။အတွင်းကောင်ကို speed ကြည့်ရအောင်။အတွင်းပိုင်းကောင်ကို speed ကတော့ ူကညီပေါ့နော် MVP မျိုးစားဖြစ်တာဖြစ်တဲ့အတွက်ဒီကောင်ခေါင်းနည်းနည်းလေးမြင်းတာဖြစ်တဲ့အတွက်အရင်ဒီကောင် space အရင်မကျဲပင်မဲ့ဒီလောက်ကအဆင်ပြေတယ်လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တထောင်ကြော်လေးပေါ့နော်ရှိတယ်အဲ့တော့ဒီအမြင့်လေးရှိတာဖြစ်တဲ့အတွက်ဒီနောက်မှာကျွန်တော် lucky ကအနည်းဆုံး၄လုံးလောက်ကိုကျွန်တော်စင့်ပြီးထပ်သွားလို့ရတယ်ကျွန်တော်တရုတ်သွားတော့ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲလူက၄ယောက်စာရဲ့ luckiest တွေကိုဒီထဲမှာအပြည့်ထည့်ရအောင် ဒီကောင်ခောက်ဆရာမလိုပဲနဲ့စန့်နေဗျာတကယ်လို့မလုံလောက်သေးဘူးဆိုလို့ရှိရင်ဒီကောင်ကိုဆွဲဒီကောင်ကိုဆွဲဖြုတ်ပြီးတော့ကျွန်တော်တို့ဒီကောင်ကိုလည်းခောက်ပလိုက်လို့ရရပေါ့နော်ဒါကတော့ဒီအနောက်ဖက်ဒီကာကိုစပိတ်လေးပဲဖြစ်ပါတယ်အဲပြီးလို့ရှိရင်ကျွန်တော်ခုနကပြောဖို့ကြံသွားတာဘာလဲဆိုတော့ဒီအနောက်ဖက်မှာကကင်မရာစုစုပေါင်း၃လုံးပါတယ်ဘာလဲဆိုတော့ကျွန်တော်ဒီမှာကင်မရာ၃လုံးပါတယ်ဒီနားလေးမှာကင်မရာ၃လုံးပါတယ်ပြီးရင်ဒီမှာကင်မရာ၃လုံးပါတယ်ကင်မရာစုစုပေါင်း၃လုံးပါတယ်အဲ့တော့အတွင်းမိုက်တော့ကြည့်ရအောင် အတွင်းထဲရောက်ပြီပေါ့နော်အတွင်းထဲရောက်တဲ့အခါမှာကျွန်တော်တို့ဒီပေါ့နော်ကားကြီးတွေထုံးစံတိုင်းကျွန်တော်တို့ driver seat တွေကိုဝင်ထိုင်လိုက်တဲ့ခါကျလို့ရှိရင်ကားကြီးရင်ပေါ့နော်ဒီဘယ်လိုပြောရမလဲဝင်ထိုင်လိုက်တာနဲ့ဟာဒီကားကြီးကကြီးတယ်မောင်းကခက်ပဲဆိုတဲ့ feeling မျိုးကို လုံးဝမခံစားအောင်ဘာလို့ဆိုတော့ဒီမှာကျွန်တော်ဝင်ထိုင်လိုက်တာနဲ့အကုန်လုံးကသူလုတ်ပေးထားတဲ့ setup လေးကကားလေးကကားကြီးပြင်မဲ့မောင်းရတဲ့လူတွေ divine တနိုင်ရှိတယ်ဆိုတဲ့ feeling မျိုးကိုခံစားရတယ်ဘောနော်ပြီးလို့ရှိရင်ကျွန်တော်သူ့ရဲ့ CRI design လေးဆိုလို့ရှိရင်တော်တော်လေးမိုက်တယ်ဒီမှာဆိုလို့ရှိရင်သူက face recognition လည်းပါလာပြီ CRI ဆိုလို့ရှိရင်လည်းအဝိုင်းလည်းမဟုတ်ဘူးလေးတော့လည်းမဟုတ်ပဲနဲ့ design လေးဆက်ထားတဲ့ပုံစံမျိုးလေးအဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော် crew control တွေပါလာမယ် crew control မှာ adaptive crew control တွေဒီမှာဆိုလို့ရှိရင် media control တွေပါမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ digital cluster လေးပေါ့နော်သူ့ရဲ့ digital cluster လေးဆိုလို့ရှိရင်လည်းရိုးရိုးရှင်းရှင်း းလေးပဲအဲသူကဒါ infotainment screen infotainment screen ကတော့တော်တော်လေးဘယ်လိုပြောရမလဲကျွန်တော်ထင်တယ်စနစ်သုံးဖို့14လက်မလောက်ထိတော့ရှိမယ်ပုံစံမျိုးလေးမှာရှိတယ်အဲဒီမှာဆိုလို့ရှိရင်လည်းသူရဲ့ဒီပေါ့နော် Gear Science ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Zika 001က Gear Style မျိုးလေးတက်တက်လေးပဲဒီမှာကျွန်တော်အရှိတိုးနောက်ဆုတ်လောက်တာမျိုးအလဲမှာ electronic parking brake ပါမယ်ဒီမှာအချက်ပြမီးတွေပါမယ်ကပ်ဖိုရာတွေပါမယ်အရှိမှာဆိုလို့ရှိရင် wireless charger ပါမယ် ပြီးလို့ရှိရင်သူ့ရဲ့လက်တင်ခုပ်ပေါ်တော့လက်တင်ခုပ်ဖွင့်ရတဲ့ style ကဒီမှာခလုတ်လေးပါတယ်။အဲ့ခလုတ်လေးနှိပ်လိုက်တဲ့ခါကျတော့မှလက်တင်ခုပ်ကဒီမှာပွင့်သွားပြီးတော့ဒီမှာ space တစ်ခုပေါ်လာမယ်။အဲ့ထဲမှာကျွန်တော်တို့ကဘာကြီးပါလဲဆိုတော့ type c port ပါမယ်။ဒီပေါ်တော့12 volt socket ကိုမှကျွန်တော်တို့181နဲ့ပါမယ်။ဒီလက်တင်ခုပ်ရဲ့ဒီပေါ်တော့ cargo space ထဲမှာဒီ leather လေးထည့်ပြီးထားတာဆိုတော့ဒါလေးကအရန် မိုက်တယ်လို့ပြောလို့ရတယ်အရှင်းပါဆိုလို့ရှိရင်ဒါကြီးပါပါလဲဆိုတော့ကျွန်တော်တို့ကဒီဒီပေါ့နော်အလဲတကားရဲ့အဖွင့်အပိတ်အတွက်ကိုဒီအဖွင့်ပိတ်ခလုတ်တွေပါမယ်ဒီအပေါ်မှာဆိုလို့ရှိရင် sunroof ကိုနှစ်ဆင့်ပေါ့နော်ဒီအရှိတ်အတွက် sunroof ကအနောက်အတွက် sunroof ကိုအဖွင့်အပိတ်လေးတွေပါမယ်ဒီဘက်ချမ်းကတော့ဒီဘက်တကားအဖွင့်အပိတ်အတွက်ကိုလုပ်ပေးထားတယ်အဲဒီမှာဆိုလို့ရှိရင်လည်းဒီပေါ့ तू ကဒီအလဲ center speaker ရဲ့အကြီးပဲပြီးလို့ရှိရင် तू က sound system ကို Yamaha နဲ့ तू လုပ်ပေးထားတယ်ဒီမှာဆိုလို့ရှိရင် dashboard ရဲ့အပေါ်မှာဆိုလို့ရှိရင်လည်းအုပ်ထားတာက तू က leather တခြားလေးအုပ်ပေးထားတယ်အဲ့မှာမှဒီမှာ half plastic လေးနဲ့ design လေးပြန်ချိုးပေးထားတယ်ဒီမှာဆိုလို့ရှိရင် तू က glow box လေးပါမယ် global box လေးဆိုလို့ရှိရင်လေအဲ space လေးကမစိုးဘူးနောက်ပြီးရင် तू ကအဓိက ဒီအတွင်းပိုင်းကာကိုစပိတ်တွေအကုန်လုံးနှီးပါးမှာဂဒီပါစလေးကိုအပေါ်ကတက်ချလေးအုပ်ပေးထားတဲ့ပုံစံမျိုးလေးမှာရှိတယ်ဒီမှာဆိုလို့ရှိရင်လည်းလုံးဝဂဒီပါစကိုတက်ချလေးအုပ်ပေးထားတယ်အမ်ပြီးရင်ဒီထိုင်ကုန်းတွေအကုန်လုံးကစီဟီတာတွေပါမယ်စီကူလာတွေပါမယ်စီမမ်မိုရီတွေပါမယ်စီမာဆက်တွေပါမယ်စီမော်တာတွေပါမယ်လုံးဝအကုန်လုံး function အစုံပါမယ်ပြီးလို့ရှိရင်ဒီမှာသုံးထားတဲ့ leather quality ကလည်းတော်တော်လေးအဆင်ပြေဒီကောင်ကပေါ့နော် keyway စီးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီကားနဲ့တရုတ်မှာ၄-၅နာရီလောက်ကိုတောက်လျှောက် ွားဘူးတယ်ပေါ့ဗျာအဲ့အချိန်မှာလုံးဝဒီဘယ်လိုပြောမလဲဒီဒီဖင်ပူရယ်ဆိုရခံစားချက်မျိုးခံစားရတာလုံးဝမရှိဘူးတက်တောင့်တက်တာနဲ့စီးရတယ်ဆိုတဲ့ feeling မျိုးခံစားရဒီကားလေးကတော်တော်လေးမိုက်တယ်ဒီမှာဆိုလို့ရှိရင်လည်းသူကဒီ space လေးတစ်ခုလုပ်ပေးထားတယ်ဒီအရှိပိုင်းဒီဇိုင်းနဲ့ခြုံပြီးပြောရမယ်ဆိုလို့ရှိရင်မိုက်တယ်ဒီတကားမှာဆိုလို့ရှိရင် sound system ရဲ့အရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့နော်သုံးပေးထားတဲ့ high ဆိုလို့ရှိရင်ကျွန်တော်တို့ aluminum ပြားတွေကိုပြန်ပြီးတော့အုပ်ပေးထားတယ်ဒီမှာ speaker တစ်လုံးဒီအောက်မှာ speaker အကြီးတစ်လုံး speaker အကြီးမှာဆိုလို့ရှိရင်လည်းသူက Yamaha ကိုသုံးပါပြီးတော့မှအပေါ်မှာ aluminum frame လေးကိုပြန်ပြီးတော့ အုပ်ပေးထားတယ်အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်မှန်တင်မှန်ချတွေပါမယ်လော့တွေပါမယ်ပေါ့နော်ဒီမှန်ချိန်တွေပါမယ်ဒီအရှိတ်ပိုင်းဒီဇိုင်းကတော့တော်တော်လေးမိုက်တယ်ကျွန်တော်အနောက်ဘက်သွားကြည့်ရအောင်ကျွန်တော်တို့နောက်ခန်းထဲတော့ရောက်ပြီပေါ့နော်ဒီကားကလူကြိုက်အရန်များတော့ကြီးတဲ့လူတွေလည်းအရန်များတော့ကျွန်တော်တို့မနေ့ကိုအချိန်လူပြီးတော့ရိုက်နေရတယ်ကြာအခုရိုက်နေနေတဲ့အောင်အရှိတ်ရောအနောက်မှာလူတွေကအပြည့်ပဲအဲ့ဒါလေးကိုနည်းနည်းလေးသိခံပေးပေါ့နော်ကျွန်တော်တို့အနောက်ဘက်မှာဆိုလို့ရှိရင်ဒီကောင်ကလုံးဝကင်းဆိုင်ကောင်မှာအပြည့် ီကင်းဆိုင်အပြည့်မှာဒီကျွန်တော်ဒီထိုင်ကုန်တွေကို control လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ကဒီထိုင်ကုန်ကိုဘယ်လို control လုပ်မလဲအနောက်လှန်ကျင်တာလားဒီအောက်ကကောင်ကြီးကိုလှန်ထုတ်ချင်တာလားဒီကောင်ကိုမြင့်ကျင်တာလားဒီအနောက်ကကောင်ကြီးကိုမြင့်ကျင်တာလားအဲ့ဒါတွေအကုန်လုံးကိုဒီမှာ control လုပ်လို့ရတယ်အဲ့ဒီအပြင်ကိုဒီကောင်လုံးဒီလိုလေးဆော့ဖွင့်လိုက် ဆွဲဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့စီဟီတာကွန်ထရိုးတွေစီကူလာကွန်ထရိုးတွေစီမာဆာကွန်ထရိုးတွေပြီးလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ကဟိုးအဆုံးထိပုံတော့ကျွန်တော်တို့ AB လိုက်သွားလို့ရတဲ့ vibe မျိုးခံစားရရအောင်အဲ့ကောင်လည်းလုံးဝလှည့်လို့ရတဲ့ဟာမျိုးလည်းပါသေးတယ်ဒီထဲမှာဆိုလို့ရှိရင်သူ့ရဲ့ကွန်ထရိုးလုံးဝအပြည့်ပါတယ် တော်တော်လေးတော်တော်လေးကိုမိုက်တယ်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်မှန်တင်မှန်ချတွေကိုတော့ instrument pan တဲ့အနေနဲ့ log လုပ်ပေးထားတာကျွန်တော်တို့ဒီပုံမှန်200မျိုးမဟုတ်ဘဲ ਨੇ instrument pan တဲ့အနေနဲ့ပဲလုပ်ပေးရတာဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဒီတကားရဲ့ log ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ pillar လေးမှာတော့ display လေးပြတယ်နိုင်ပြထားတယ်ကျွန်တော် notification လေးတွေပြထားရဲပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီတကားရဲ့အတွင်းပိုင်းကိုပေါ့နော်ဒီတကားရဲ့အဖွဲအပိတ်ကိုအတွင်းပိုင်းကနေလုတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ ပေါ်ကဒီအောက်ကကောင်လေးနှိပ်လိုက်မှဆိုဖွင့်သွားမယ်အပေါ်ကကောင်လေးနှိပ်လိုက်မှဆိုပိတ်သွားမယ်ဆိုတော့ပုံစံမျိုးလေးနဲ့ तू ကလှုပ်ပေးထားတယ်လက်ကင်မှာဆိုလို့ရှိရင် तू ဇီကာလိုဂိုလေးထည့်ပြီးတာအစမိုက်တယ်ဒီဘက်တကားမှာဆိုလို့ရှိရင် तू သုံးထားတဲ့ color combination တော်တော်မိုက်တယ်အမဲရယ်ဒီကျွန်တော်ဒီပေါ့နော်ဒီ color လေးရယ်ကိုပေါင်းထားတဲ့အယောင်လေးကတော်တော်မိုက်တယ်အဲ့ဒီမှာမှ तू က gray color လေးကိုဒီဘောင်းလေးကိုကွပ်ပေးထားတာဖြစ်တဲ့အတွက်ဒီကောင်ကကြီးလိုက်တာနဲ့ကို laser reason မဲ့အယမ်းတိတာတယ်ပြီးရင်ဒီမှာ round aircon ရောင်းအဲကွန်းကိုသူက control တွေအကုန်လုံးကို instrument pan နေနေနဲ့ကျွန်တော်တို့ control လုပ်လို့ရတဲ့ပုံစံမျိုးထည့်ပေးထားတယ်ဒီမှာဆိုလို့ရှိရင်အဲကွန်း၄ပေါက်ပါမယ်အောက်မှာကျွန်တော်တို့ကဘာပါလဲဆိုတော့ USB port တွေပါလာဒီကောင်က round aircon ဖြစ်ပြီးတော့ဒီမှာလည်း aircon ၄ပေါက်တွေပါလို့ဒီမှာလည်းသူက aircon ၄ပေါက်တွေထည့်ပေးထားတယ်ဒီဘက်ချမ်းပါဆိုလို့ရှိရင်ဒီဘက်ချမ်းအတွက် aircon ၄ပေါက်ပေါ့နော်ဒီဘက်လူအတွက်ဆိုလို့ရှိရင်ဒီဘက်ကို aircon ၄ပေါက်ပေါ့နော်အဲ့လိုပဲအနောက်ဘက်အတန်းအတွက်ဆိုလို့ရှိရင်လည်းသူကအဲ့လိုလေး၄ပေါက်လေး aircon ၄ပေါက်လေးပပတ်လေထုတ်ပေးထားတယ်အဲ့တော့ဒီအတွင်းမိုက် air system ကတော့ဘာမှပြောစရာမလိုတော်တော်လေးမိုက် ဘလို့ပြောရမလဲဒီကားကတော်တော် luxury ဆိုင်နေသူကလည်းဒီကားကကျွန်တော် full size luxury LVB ဆိုပြီးတော့ mansion လောက်ထားခဲ့တဲ့အတွက်သူ့ရဲ့စကားအတိုင်းဒီကားကတော်တော်လေး luxury ဆန်တယ်လို့ပြောလို့ရတယ်အဲကျွန်တော်အနောက်ခံတော့ဝင်မပြတော့ဘူးလောလောဆယ်မှာအချိန်တွေကလည်းဝင်ပြလို့မရတဲ့အချိန်တွေမို့လို့အနောက်ခံတော့ဝင်မပြတော့ဘူးအနောက်ခံကလည်းပုံမှန်ဆိုဗျာဒီခုံသုံးတန်းဖြစ်သွားပြီဆိုအနောက်ခံ quality shot ရတာများတယ် ဒါပေမဲ့ဒီကောင်ကအနောက်ခံကိုလည်း low quality မ short ထားဘူးဒီ C motor ကြီးဘာတွေမပါတာကလွဲလို့ကြံတဲ့ဟာတွေအကုန်လုံးတုံးထားတဲ့ material တုံးထားတဲ့ leather quality leather softer တွေအကုန်လုံးက ဒီအတိုင်းကိုအနောက်မှာထားလာပေးတယ်။တခုပဲမော်တာမပါလာတော့မာဆက်မပါလာတော့ကူလာမပါလာတော့ပဲပြောစရာရှိတယ်။အနောက်တက်ကိုလည်းသူကအဲကွန်းတွေကိုလေပေါက်တွေထက်ထည့်ပေးထားတယ်။ပြီးရင်ဒီကောင်ကပန်နိုရမ်နဲ့ဆန်ရူဖြစ်သွားပြီ။ဆန်ရူကိုဒီအရှိမတစ်ထက်ဒီဘက်ကိုအလယ်မှာတသက်ထားပြီးတော့ဒီဘက်မှာတစ်ထက်ဒီမှာကလက်ရှိကရှိုးပြထားတဲ့ကားမလို့ကျွန်တော်တို့ဖွင့်ပြလို့မရတော့ဒီမှာကဘာလဲဆိုတော့သူက TV လေးပါလာတယ်။အဲ့ TV လေးကြာလာပြီးတော့ဒီအနောက်ကလူတွေအတွက်ကိုလည်း entertainment လုပ်လို့ရတယ်။ဒါအပြင်ကိုဒီဘက်အတွင်းအတွက်ကို black box camera အနေနဲ့ဒီမှာကင်မရာလေးလုံးထည့်ပေးထားသေးတယ်။ဒီမှာက သူကကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်ဒီ sound system လေးတစ်ခုထည့်ပေးထားတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်း sound system လေးထည့်ပေးထားသေးတယ်ဒီကားလေးကသူပြောထားတဲ့အတိုင်းကိုတကယ်ပဲ full size luxury MVP အမျိုးအစားဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကားနဲ့ပတ်သက်တဲ့အချက်အလက်လေးပြောရအောင်ဒီကားလေးကတော့ brain အားဖြင့်ဆိုလို့ရှိရင် CLTC နဲ့အောင်မှာ900 km တိရှိတယ်ပြီးရင်သူရဲ့ battery capacity battery capacity ကဆိုလို့ရှိရင်လည်း116 kWh ရှိတယ်ပြီးရင်သူရဲ့ torque ပေါ့နော် torque ကဆိုလို့ရှိရင်လည်း686 Newton meter ထိအောင်ရှိတယ် horsepower အနေနဲ့ဆိုလို့ရှိရင်လည်း986 horsepower တိရှိပါတယ်ဗျာ ဒါလေးကတော့ဒီကားလေးရဲ့အချက်လက်ကျင်းလေးပဲဖြစ်ပါတယ်။အကျွန်တော်ခုတင်ဆက်ပေးခဲ့တာကတော့ Zika 009ကားလေးကြောင့်အောင်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြတာပေါ့ကျွန်တော် Just Right ကတချုံပါ။ခလာရလာကျေပါလားနော်โอเคโอเคโอเค grand 2 1 go နောက်ပြီးရင်နောက်ထပ်သူ့ရဲ့ဒီပေါ့နော်ဒီဖီလာလေး sorry ကစားမယ်3 2 1 go ွင်းထဲရောက်ပြီပေါ့နော်။ဆွင်းထဲရောက်တဲ့အခါမှာဒီပေါ့နော်ကားကကြီးရဲ့လို့မခံဘူး။ sorry ကန်ဆာရယ်။ဆာမန်ကန်ဆာ။ဒီကားလေးကတော့ rate အားဖြင့်ဆိုလို့ရှိရင်900နှစ်ကီလိုမီတာနဲ့ရှိတာ။